ီမိဘမဲ့ကောင်းလေးမှာထူးဆန်းတဲ့အိမ်မက်တစ်ခုရှိပါတယ်။တခြားရွယ်သူကလေးတွေကသူတို့အကြိုက်ဆုံးစူပါဟီးရိုးတွေလို့ဖြစ်ချင်နေတဲ့အချိန်ဒီကောင်းလေးကတော့စူပါဗီလိန်ဖြစ်ချင်တာပါ။ဒါပေမဲ့သူ့ကိုယ်သူတစ္ဆာရှိတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုအရင်သက်သေပြဖို့လိုပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်ဇလန်လေးထဲမှာတော့15နှစ်အရွယ်ကောင်းလေးကသူ့ရဲ့ထူးဆန်းတဲ့အိမ်မက်ကိုဘလို့စူးစမ်းပြီးအကောင့်ထဲဖော်သွားမလဲဆိုတဲ့အကြောင်းပါ။ကြည့်ရှုပြီးစိတ်ဝင်စားတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစင်းသိဖြစ်ပြီဆိုရင်တော့စလိုက်အောင်ပါ။ လက်တာဆိုတဲ့ကောင်လေးကတော့မိဘမဲ့ចောင်းမှနေထိုင်တဲ့အသက်15နှစ်အရွယ်ကောင်လေးပါ။ရုပ်ပြကာတွန်းနဲ့သူ့ရဲ့ယူကြောင်အစွဲလမ်းတွေကြောင့်ဘယ်မိသားစုကမှမွေးစားမခံရတဲ့သူပါ။လက်စတာကတော့မတူညီတဲ့ဘဝပန်းတိုင်းစီကိုရှောင်လန်းခဲ့သူမလို့မိသားစုရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီးဘာခံစားချက်မှမရှိပါဘူး။လက်စတာဟာရုပ်ပြကာတွန်းဖတ်နေတော့သတိထားမိခဲ့တာကဖီလိန်တွေကိုဖော်ပြတဲ့အခါဘာပလန်မှရေးရသေးသေးချာချာမရှိတဲ့ရုပ်ဆိုးဆိုးတက်တော်ဝါတွေဖြစ်ပေမြင်တွေ့ရတာများတယ်ဆိုတာပါ။ ဇလန်အစမှာဘလောက်ပဲကြင်ကြင်နောက်ဆုံးတော့စူပါဟီးရိုးတွေကိုရှုံးရတဲ့သူတွေအနေနဲ့ပဲဗီလိန်တွေကအဆုံးသတ်ရပါတယ်။ဒါပေမဲ့လက်စတာကတော့ဗီလိန်တွေနဲ့အနိုင်ရသင့်တယ်လို့ယုံကြည်ထားသူတူပါ။ဒီတော့အနိုင်ရသင့်ကြောင့်တသက်ပြဖို့အတွက်လက်စတာဟာဗီလိန်တယောက်လုပ်ဖို့အဆုံးဖြတ်ခဲ့ပါတယ်။သူစဉ်းစားပြီးသားဖြစ်တဲ့ဗီလိန်ကာရက်တာရဲ့နာမည်ကတော့မိဘမေပါ။ဒီတော့ဗီလိန်တယောက်ဖြစ်လာဖို့အကောင်းဆုံးနည်းလမ်းကတော့ဗီလိန်တွေရဲ့အကူတယောက်အရင်ဖြစ်ဖို့ပါ။ဒီအလုပ်ဟာအသက်အကန့်အသတ်ရှိတာကြောင့်လက်စတာဟာသူ့ရဲ့16နှစ်ပြည့်မွေးနေ့ကိုထိုင်ဆောင်ဆိုင်နေခဲ့ပါတယ်။ ၁၁၂ရက်ကြာပြီးတဲ့နောက်မှာတော့လက်စတာဟာဗီလိန်ရဲ့အကူအဖြစ်ဟန်ဆောင်ပြီးမြေရောက်ခန်းနဲ့ဝင်ဖို့ကြိုးစားပါရီအဆောင်တွေကလည်းသူ့ကိုလူအသေးလေးအဖြစ်သတ်မှတ်တာကြောင့်ဝင်ငွေပေးလိုက်ပါရီအထဲမှာတော့တကဘာလုံးကိုသူ့အကြီးဆုံး cheese scan ကြီးထဲမှာအဆုံးသက်ပစ်ချနေတဲ့ fatty villain ကြီးပဲရှိပါရီအန်အိုစီယာတစ်ခုကတော့လက်စတာကိုဘယ်သူမှသူ့ကိုသတိမထားမိကြပါ့မယ်ဟန်လို့ခေါ်တဲ့ဆက်ပြင်စရာတစ်ယောက်ကတော့သူ့ကိုသတိထားမိခဲ့ပါရီဟန်ကမင်းဒီမှာမပါလို့နေတယ်လို့မြည်တော့လက်စတာကသူ့တွေးခဲ့တဲ့အလုတ်ကျင်းညာစားတဲ့ဆောင်ကိုထုတ်ပြလိုက်ပါရီ ်ဒီတော့ဟန်းကလည်းကောင်းလိမြင်းမှားနေပြီလို့ပြောရင်ကျညာစာရွက်ကလည်းနောက်ပြောင်ထားအောင်တသက်ပဲလို့ထုတ်ပြောလာခဲ့တာပါတခြားလူတွေလှုပ်ချင်နိုင်လို့လို့မရဘူးဆိုတာလည်းပြောရင်ကောင်းလေးကိုကြံတဲ့မျိုးတွေကိုပြန်ပြီးတခြားသူတွေကိုပဲလွယ်လွယ်ကူကူအလုပ်လေးရှာပြီးအေးအေးဆေးနေဖို့ပဲအကြံပေးလိုက်ပါတယ်ဒါပေမဲ့လက်စတာကတော့ညင်းဆိုပြီးသူ့အိမ်မက်ကိုမစွန့်လို့နိုင်ဘူးလို့ထဲပြောလိုက်ပါတယ်ဒါကိုကြားတဲ့ဟန်းကလည်းစိတ်ပြတ်သွားပြီးမင်းအကူတယောက်ဖြစ်ချင်တာကအရေးမကြီးဘူးကောင်းလေးလောလောဆယ်ဖတ်တီဗီလိန်ကရေဒီယိုတထုကြွချစ်တွေနဲ့ လူတွေကိုတမုံတက်ဖြစ်ဖို့လုပ်နေတဲ့နေရာမှာမင်းရောက်နေတာပဲလို့ပြောလိုက်ပါတယ်။လက်စတာပြန်ပြောမလို့လုံနေတော့မှပဲမြေရောက်ခန့်ကို4ရေအင်အားအဖွဲ့5ဆိုတဲ့စူပါဟီးရိုးအဖွဲ့တွေစတင်တိုက်ခတ်ပြီးဝင်ချလာပါတယ်။ကိုနေရာကိုအသီးသီးယူကြပြီး boss ကိုကာဝယ်ဖို့ရုံရင်းစံကတ်ဖြစ်နေတဲ့အချိန်မှာတစ်ဖက်မှာလက်စတာကလည်းတနက်တလတ်ကိုပြေးသေးလိုက်ပါတယ်။ဒါကိုစူပါဟီးရိုးအဖွဲ့ဝင်တယောက်ကသတိထားမိခဲ့ပြီးသင်ကန်းစာကောင်းကောင်းပေးဖို့လုံနေတော့တစ်ဖက်ကဟန့်ကလည်းကောင်းလေးကိုဝင်ခဲ့သွားပြီးသူ့ရဲ့ယူကျောင်းအိမ်မက်ကိုမြေပြစ်လိုက်ပြီးအေဂျန်ဘွားကိုဖျက်ဆီးမှုပဲထပ်ပြီးမှားလိုက်ပါတယ်။ ီရိုတွေအကုန်လုံးထွက်သွားကြတဲ့အခါမြေအောက်ခန်းတွေကဝင်းနှန်းတွေရောအကူတွေရောအားလုံးသူတို့ရဲ့လျှို့ဝှက်တီးနေရစီကိုပြန်သွားကြပါရီအဲ့ဒါကတော့နဆိုးအောက်ဆွဲပြည်တော်စုလို့ခေါ်ပြီးစူပါဗေးလီမြို့တော်ထဲမှာတိတ်တိတ်လေးတိဆောက်ထားပြီးလျှို့ဝှက်ကျွန်းတစ်ခုပေါ်မှာတီးရှိနေတာပါဝင်းနှန်းရီမော်ကိုခိုးကြောင်ခိုးဝှက်လိုက်ပါလာတဲ့လက်စတာလေအခုဆိုရင်နတ်ဆွဲပြည်တော်စုစီကိုရောက်ခဲ့ပါပြီ AI ဆက်ရုပ်ရဲ့အမျိုးမျိုးသောအင်တာဗျူးချင်းစမ်းသပ်ခြင်းတွေကိုခံနေရစဉ်အတွင်းမှာပဲအခြေအချင်းမပြည့်မီတာကြောင့်စစ်ဆေးမှုမအောင်မီပဲအောက်ကသာပြုတ်ကျသွားပါတယ် တဖက်မှာလည်းဟန်ကိုစိတ်မကြည်တဲ့သူ့တထေးဝက်စမန်ကစကားပြောဖို့ခေါ်လိုက်ပါတယ်။ဝက်စမန်ကဟန်လူဆိုးအတွက်လှုပ်လှုပ်ပေးမှုတဲ့ဆိုတာကိုသတိရသွားပြီးလက်စတာကိုကဲမဲ့အစားဖီလင်တွေကိုကာကွယ်တင့်တယ်လို့ဆိုပြီးအပြစ်ပေးတဲ့အနေနဲ့ဟန်ကိုလက်စတာဆရာဖြစ်တာဝန်ထမ်းခိုင်းလိုက်ပါတယ်။ဒါကိုကြားသွားတဲ့လက်စတာလည်းအယံပျော်သွားပြီးဟန်ရဲ့အလုပ်အသင်ဖြစ်အကောင်ဆုံးစူးစမ်းသွားမှာပါလို့ပြောလိုက်ပါတယ်။ဘာဖြစ်ဖြစ်ဒီကိစ္စထင်းတဲ့လောက်မလွယ်ပါဘူး။အစိမ့်မြင့်ဤပညာတွေအဆောင်အမြင်ကြီးတွေဟာလက်စတာတော်တော်ဆွဲဆောင်စရာနေရာတွေပါ။မျိုးရဲ့ပျက်စီးရခြင်းရဲ့နောက်ကွယ်မှာချုပ်ကန်သူအားလုံးကဒီမှာရှိနေပါတယ်။ အစားတော့ Leicester ဟာသူ့အကြိုက်ဆုံး Super Villain တွေနဲ့တွေ့ရလို့ပြောနေခဲ့ပြီးမယ်။တဖြည်းဖြည်းနဲ့တချို့အငြင်းစား Super Villain တွေဟာသူတို့ရဲ့ဘဝကိုမပျော်ရွှင်ကြတော့ဘူးဆိုတာသတိထားမိလာပါတယ်။သူတို့ရဲ့ဘဝတွေက Leicester ထင်တာထက်ပိုပြီးရှုပ်ထွေးနေတာပါ။ရုတ်တရက်ပဲ Leicester ဟာလည်း Sharper ရုပ်ပြကတ်တွန်းတအုပ်ကိုတွေ့တာကြောင့်ခိုးယူဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီမျိုးတော့ဟာအကြမ်းဖက်မှုတွေကိုလည်းပိတ်ပင်ထားပါသေးတယ်။ဒီလိုနေရာမှာအသက်ရှင်ဖို့အတွက် Leicester အနေနဲ့အမြန်ဆုံးအလုပ်ရှာရမှာပါ။ဒီတော့ဟန်ကအခုအလုပ်တင်အဖြစ်အလုပ်လုပ်ဖို့ Leicester ကိုခေါ်သွားခဲ့ပါပြီ။ တစ်ဖက်မှာစောင့်နေတဲ့ဟန်ရဲ့အဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဖွဲ့ဝင်တွေကတော့ရုပ်ကြောကောင်မလေး James အပါဝင်အသက်ငငယ်လေးကောင်လေးနှစ်ယောက်ဖြစ်တဲ့ Stu နဲ့ Rakop တို့အပြင်အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Odorf ပါဝင်နေပြီး Odorf ကသူ့ခန္ဓာကိုယ်ကိုဆုံးရှုံးခဲ့ရသူပါ။ Leicester တယောက်တဖန်ပြန်မိမဆက်ရသေးခင်မှာပဲအဖွဲ့ဝင်တွေအားလုံးရဲ့အာယုံဟာကျေလွန်စွာထွက်ပေါ်လာတဲ့ကြီးညာချက်တစ်ခုစီရောက်သွားပါတယ်။အဲ့ဒါကတော့နမဲဇိုးနဲ့ကြော်ကြတဲ့ Feeling Barometer ဖြစ်ပါတယ်။ မျိုးထဲမှာရှိတဲ့ဝင်နှန်းတွေဟာသူနဲ့အလုပ်အတူတူလုပ်ဖို့စိတ်ဝင်စားတဲ့အခါဘာရုံဟာလာစာကိုတုံးစာတိုးပေးပြီးထပ်ပြီးကန့်လှန့်ခဲ့ပါတယ်။ဒါအကြောင်းတော့ဝင်နှန်းလေးလည်းသူထက်ငါအပြန်လျှောက်လာတင်ဖို့ပြင်ကြတာပေါ့။ဟန်ငယ်အဖွဲသားတွေလည်းလျှောက်လာတင်ညင်ကြပြီမဲ့ဟန်ကတော့ဘာရုံနဲ့အလုပ်မလုပ်ရဘူးလို့ပြပြသသာပြောလိုက်ပါတယ်။ဒီအတက်မွေးဝမ်းကြောင်းအလုပ်မှာကောင်းကောင်းမွန်မွန်ရပ်တည်နိုင်ဖို့ဟန်သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတစ်ခုပါ။လုံသားများစုဟာဒီအလုတ်ကင်ကိုလာအနေငယ်ထပ်ပို့ပြီးမလုတ်ကင်တာမလို့မှန်ကန်တင့်တော်တဲ့အလုံမျိုးရွေးချယ်တာပို့တင့်တော်တယ်လို့ပြောပါရယ် တဖက်မှာလူသစ်တွေစူးစမ်းမှုဘာရွန်ပို့ထားတဲ့သူ့ရဲ့လူယုံ big ဆိုတဲ့သူကလည်းဟန့်နဲ့သူ့ရဲ့အဖွဲသားတွေကိုယူကြအောင်အကွက်နဲ့မျက်နှာလာပြောင်နေပြီပဲဟန့်ကတော့ဘာပြန်မပြောပဲလက်စတာကိုခေါ် super villain တွေရဲ့ပြလိုက်ထဲကိုထွက်လာခဲ့ပါတယ်လက်စတာကတော့ဒီနေရာမှာပထမဦးဆုံးအနေနဲ့တာဝန်ထမ်းဆောင်အောင်မှဖြစ်ပြီးကျန်းလောက်ကိုအရင်တိုက်ရမှာပါလက်စတာအနေနဲ့ကြမ်းတိုက်ရတာကိုသဘောမကျပေမဲ့လေသူ့ရဲ့အကြိုက်ဆုံး super villain တွေရဲ့တမိုင်းကြောင့်လေးလာခွင့်ရတာနဲ့ကိုတော်တော်အဆင်ပြေနေခဲ့ပါပြီ။နာမည်ကြီး villain တွေရဲ့ဝစ်စုံတွေလက်နက်တွေဟာဒီနေရာမှာတင်ဆက်ထားတာပါ။ လက်စတာရဲ့တခုချင်းစီကိုလိုက်လံစစ်ဆေးခဲ့ပြီးခရမ်းရောင်ဖုံးထားတဲ့အရာတခုတွေ့တာကြောင့်အမြန်ပဲစိတ်ဝင်တစားနဲ့ပြေးသွားပါတယ်။အဲ့ဒီချိန်သွားလျှောက်ဖို့ကြိုးစားတော့မဲ့လက်စတာကိုဟန်လှမ်းတားလိုက်ပြီးမှလူငယ်ပီပီလှမ်းလောခဲ့ပြီးပါပြီ။အထဲမှာတော့ရေခဲနေတဲ့ villain ရုပ်အလောင်းရှိပြီးတော့မှ bandits လို့ခေါ်ပါတယ်။ super hero တွေကမီးတောင်တွေကိုဖောက်ခွဲလိုက်တဲ့အချိန်မှာ bandits ကပြုတ်ကျခဲ့ပြီးအေယာမကြောက်ထဲမှာပိတ်မိခဲ့တာပါ။လက်စတာကအယောင်တောက်နေတဲ့ဘေးနားကဘလုံးတရံအရာတခုကိုသတိထားမိပါပြီ။ချက်ချင်းပဲဟန်ကိုဒါက Woodfin လို့ခေါ်တယ်လို့ပြောပြခဲ့ပါတယ်။ဒီအရာဟာမော်ကြောက်တုံးဖြစ်ပြီးကြောက်တုံးပွင့်သွားတဲ့အချိန်မှာလိုရာစုကိုတောင်းနိုင်မှာပါ။ဗီလိန်တွေဟာကဘာကြီးမှာဒီမော်ကြောက်တုံးကိုအုံပြူပြီးစိတ်ကြိုက်ချဲလဲမှာကိုစိုးရိမ်တာကြောင့်စူပါဟီးရိုးတွေကဒါကိုခဲသွားအောင်လုပ်ပစ်ခဲ့တာပါ။ဟန်ကတော့လက်စတာပြောတာတွေဟာမဖြစ်နိုင်ဘူးလို့စဉ်းစားနေပြီးမင်းလောက်ရမယ့်အလုပ်ကိုပဲအာယုံဆိုင်ဆမ်းမှာကွာလို့အကြံပေးပြီးကြမ်းတိုက်တန်းကိုပဲတခါတည်းကန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းကာမလေးတယောက်လမ်းလျှောက်နေတော့သူယူလာတဲ့ဆာရဲဆာရဲနေတဲ့အတူလဲကျသွားပါတယ်။ ဟန်ကလည်းကူကောက်ပေးနေတော့သူမကဘာရွန်စီမအလဲလုတ်တဲ့တိတ်ပံပညာရှင်တယောက်ဖြစ်တယ်ဆိုတာသတိထားမိခဲ့ပါတယ်။ကောင်မလေးကသူဟာပြတိုင်မှုဂျိုးဇက်ဖြစ်တဲ့အကြောင်းမိတ်ဆက်လိုက်ပါတယ်။ဟန်အနေနဲ့သူ့ကိုဗာမီကိုမှမထောက်ရခင်မှာပဲထွက်သွားခဲ့ပါတယ်။တကယ်တော့ဟန်ကအဲ့ဒီကောင်မလေးကိုတတိတ်လေးသဘောကျနေတာဖြစ်ပြီးဖွင့်ပြောဖို့အခွင့်အရေးတခါမှမရသေးတာပါ။ကံကောင်းတာတစ်ခုကကောင်မလေးကသူ့ကွန်ပျူတာကြံခဲ့တာကြောင့်ဟန်ကလည်းလိုက်ပေးမျက်နှာလှုပ်ဖို့အကြံရပါပြီ။တကားပေါက်အရောက်မှာတော့လက်စတာကိုမင်းကွိုင်းမရှာပဲအေးအေးဆေးနေဖို့မှားလိုက်ပါရယ်။ လက်စတာဘီဘီပြောစကားနားမထောင်ပဲပြလိုက်တဲ့ခုလုံကိုစိတ်တိုင်းကြမှွေနှောက်ပြီးကိုကိုကိုစူပါဟီးရိုးအဖြစ်ပါစိတ်ကူးရှင်နေပါတယ်။ရှောက်တော့နေတော့သူကြမ်းလိုက်တဲ့ပုံမှာတက်နေမိပြီးဒူဒူဇာပစ္စည်းတွေပါဝင်တဲ့ပုံတစ်ပုံကိုချော်လဲကြသွားပါတယ်။အမေမရမရှိအုတ်ထုပ်ကိုကောက်ဆောင်းလိုက်ပြီးစက်ရုံဝတ်စုံကိုလည်းဖွင့်မိသွားတာပါ။ချက်ချင်းဆိုလိုပဲလေဇာတန်းတွေပေါ်လာပြီးလက်စတာကိုလိုက်ပစ်လက်စတာလည်းရှောင်းတရင်ပြလိုက်ကြီးတစ်ခုလုံးနဲ့ကပောက်ကမတွေဖြစ်ကုန်ပြီးလက်စတာလည်းဝတ်စုံကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာမသိတော့ပါဘူး။တစ်ဖက်မှာတော့ဟန်ကရောက်လာပြီး ဘာတွေဖြစ်နေတယ်လဲလို့မေးလိုက်ပါတယ်။လက်စတာပြန်မဖြစ်နိုင်ခင်မှာပဲဝစ်ဆောင်ကပြန်တန်းတဲ့မှုဝင်သွားခဲ့ပါတယ်။ဟန့်လည်းမဖြစ်ရှင်းတတော်တာမလို့ခိုးကြောင်ခိုးဝမ်းနဲ့ပြားလိုက်တဲ့ကတုပ်ဖို့လမ်းကိုပဲရွေးချယ်ခဲ့ပါတယ်။လက်စတာကတော့အထိတ်ကိုမရှိပဲတမုံပြန်တန်းသွားတော့မှာပဲမျိုးတွေတမျိုးကြီးတမျိုးအပြင်အကာသားပေါ်အထိပါတက်သွားခဲ့ပြီးအခုဆိုရင်တော့တလိဆိုင်အောင်နဲ့တောင်ရောက်နေပါပြီ။တရင်တရင်ဆက်သူကလည်းဒီကိစ္စကိုစူပါဟီးရိုးတွေကိုထိန်းချုပ်ပေးကြဖို့ထုတ်ပြန်ခဲ့ကြပြီမြလေ။စူပါဟီးရိုးတွေကတော့သူတို့အနာယူချိန်အတွင်းဘာမှမလုပ်ချင်ဘူးလို့ခက်ပြက်ပြက်ပြောလိုက်ပါရယ်။ ီမနက်မှရင်ဒီကဘာကြီးကိုကဲတင်းခဲ့ပြီးပြီးအေးစေးအနားယူပြီးနှီးလေစားလေးပါလေးစားတင်တာပေါ့လို့ထပ်ဆောင်းပြောပါရယ်တဖက်မှာတော့ဟန်ကသူ့ရဲ့တိုက်ခန်းစီပြန်လာပြီးဘာအသေးစားလေးမှသူ့ရဲ့အချိန်တွေကိုပျော်ပျော်ကြီးကုံဆုံးမှုပြင်ဆင်နေပါရယ်ဘီယာလေးတောက်ဖို့ပြင်နေတော့သူလောက်ခဲ့တဲ့အပြစ်အတွက်တေချာပြန်ပေးဆက်ပြီးတဲ့အခါသူဟာအလုဆက်ရှာအောင်မှပဲလို့တွင်ရုတ်တရက်မှော့ကြောက်တုံးဖြတ်ခနဲ့တတိရပါပါရယ်သူကသူလည်းပြန်တတိထားမိသွားပြီးလက်စတာဆိုတာလေခိုးကြောင်ခိုးဝက်ဝင်လာတဲ့ကြော်ရောင်ကောင်လေးပါဆိုတာကိုပြန်စဉ်းစားမိခဲ့ပါရယ် အဲ့ဒီအချိန်မှာပဲတစ်ဖက်မှာလက်စတာဟာတိုက်ခန်းကိုထိုးဖောက်ဝင်ရောက်ပြီးရောက်လာခဲ့ပါတယ်။ဟန်ကလည်းဒီတစ်ခါတော့တအားစိတ်တူသွားပြီးလက်စတာရဲ့ကြော်တောင်ကိစ္စတွေလည်းဝင်မပါကျင်တော့ဘူးလို့သာခက်ပြပြပြောလိုက်ပါတယ်။လက်စတာကလည်းချက်ချင်းပဲဒီဝစ်ဆုံကိုသူခိုးခဲ့တာမဟုတ်တဲ့အကြောင်းနဲ့အခုလိုဖြစ်လာဖို့သူလုံးဝရည်ရွယ်ချက်မရှိခဲ့တဲ့အကြောင်းပြောပြပါတယ်။တစ်ဆက်တည်းမှာပဲသူကကြားညက်နေတာမလို့ကုညီပါအောင်လို့လည်းပြောပါတယ်။ဟန်ကလည်းနောက်ဆုံးတော့ကုညီမဲမိမျက်နှာဖုံးကိုဖင်းလိုက်လို့ပြောပြီးမအူမလဲလုံနေတဲ့လက်စတာကိုခက်ပြင်းပြင်းလက်သီးနဲ့တစ်ချက်မိတ်ဆက်ပေးလိုက်ပါတယ်။ တစ်ဖက်မှာတော့နမိတ်ဆိုးနဲ့ကြော်ကြားနေတဲ့ဘာရွန်ကလည်းအလုံးဝင်အစ်တတဲ့နှစ်ကိုကြားစစ်စေးမေးမြန်နေပြီးဒီလေဆာတနက်ကြီးကိုအရှိမထားလိုက်ကွာလို့ပြောရင်ကြောင်တရောင်မေးခွန်းနေမေးနေပါလေအလုံးတင်လဲတက်နိုင်တဲ့လောက်ပြန်ပြေးပေးမယ်ဘာရွန်ကတော့ဘလို့မှစိတ်မကျဉ်းနှမ်းနိုင်ပဲလေဆာတနက်လောက်နဲ့ထပြပြီးဇွန်ဘီအဖြစ်ပါဘဝကူးပြောင်းပေးလိုက်ပါလေတဖက်ကဘေးကိုလည်းငါတို့စစ်တပ်တီထောင်ပြီးလုပ်ငန်းတွေစလုပ်ဖို့လူရှာပေးပါအောင်လို့ပြောပါလေတဖက်မှာလည်းဟန်ကသတိလစ်နေတဲ့လက်စတာကိုထမ်းပြီးခက်ကြောကြောက်ကောင်းမလေးဂျိုးအိမ်ကိုရောက်လာခဲ့ပါလေ။ ဖြေချောင်းကုန်းစင်ရှင်းပြလိုက်ပြီးကောင်လေးကိုကူညီမှုနဲ့အာဏာပိုင်တွေကိုအကြောင်းမကြားဖို့ပြောလိုက်ပါတယ်။ဂျိုးကလက်စတာကိုဂရင်ဘောလောက်တင်ချုံနောင်ပြီးတော့ဝစ်ဆောင်ကြီးကိုချစ်ဖို့စတင်ရုံးကန်ပါတယ်။ဝစ်ဆောင်ပန်ရှင်ကအန်ဂိန်းဆိုသူဖြစ်ပြီးတောင်လောက်ကိုဖောက်ပြီးသူ့ရဲ့ပထမအဦးဆုံးမစ်ရှင်ကိုစူးစမ်းခဲ့စဉ်ကဝစ်ခဲ့တာပါ။ဒီအချိန်ရုတ်တရက်လက်စတာလည်းပြန်သတိရလာပြီးဘာတွေဖြစ်နေလဲဘာတွေဖြစ်နေလဲလို့အလန်ကြားအော်ပါတယ်။ဝစ်ဆောင်ဟာစိတ်ပိုင်းဆိုင်ရာအထီးပါထိန်ချုပ်မှုရှိနေတာကြောင့်လက်စတာလည်းစိုးရင်စိတ်တွေဝင်လာပါတယ်။ဂျိုးကကောင်လေးကိုစိတ်ညစ်ညင်ထားပြီးအသက်ပုံမှန်ရှူဖို့ပဲပြောလိုက်ပါတယ်။ ဝစ်စုံထိန်ချုပ်မှုရပ်သွားတော့မှစပွဲရှိရာစီပြန်ဆွဲလာပြီးဆက်လက်စစ်ဆေးဖို့လုပ်ပါရယ်။စံတမ်းမှုအမျိုးမျိုးပြင်စကန်မာဖတ်ပြီးဝစ်စုံကိုချစ်ဖို့နီလန်ရှားမယ်လို့ဆိုပါရယ်။အခြေအနေမကောင်းမှန်းသိလိုက်တဲ့ဟန်ကလည်းသူနီးသူဟန်နဲ့ချစ်လို့ရဖို့ကြိုးစားပါရယ်။ဒီဝစ်စုံကမပြည့်စည်နိုင်တဲ့ဝစ်စုံပဲ။ဒါကြောင့်ဘလို့ဖြည့်စည်ဖြည့်စည်ပြည့်စည်မှာမဟုတ်ဘူးလို့ဂျိုးကဟန်ထွက်မသွားခင်ပြောလိုက်ပါရယ်။ဒါကိုကြကြချင်းဟန်ကလည်းသူ့ပလန်ကို ပြောင်းလိုက်လက်ပြီးလက်စတာကိုတောင်းမှန်ကကိစ္စမပြီးမချင်းဒီမှာပဲနေအောင်လို့ပြောပြီး ဂျိုးရေကော်ဖီလေးတစ်ခွက်လောက်တိုက်ပါအောင်ကွာလို့တဖက်လေပူဇာလိုက်ပြီးကာမလေးထွက်သွားတဲ့အချိန်မှာတော့ဟန်ကလက်စတာကိုသူတို့အိမ်မက်တွေကိုအကောင်အထည်ဖော်တော့မှာကွာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပထမအဦးဆုံးသူတို့တွေသူတို့ပလန်အတွက်ဒီဇိုင်းဆွဲဖို့လှည့်ဝတ်နေရတဲ့နေရာရှာရမယ်လို့လည်းဆိုပါတယ်။လက်စတာကလည်းဘာမှမသိတဲ့ကောင်လေးပြပြဟန်ပြောတာဝင်ပြီးထောက်ခံလိုက်ပါတယ်။နောက်တစ်နေ့မှတော့နှစ်ယောက်သားအမိုက်ပုံကြီးတစ်ခုစီကိုရောက်သွားခဲ့ပြီးဟန်ကသူ့ရဲ့အတိတ်အကြောင်းကိုလက်စတာကိုပြောပြပါတယ်။ ဟန်းကဘာရိုဝန်ထမ်းအဖြစ်ဘာရိုအဖွဲ့သားတွေနဲ့အတူအချိန်တစ်ခုထိအလုပ်ပေးခဲ့ပူပြီးဂျိုးကလည်းအဲ့ဒီတုန်းကသိပ္ပံပညာရှင်တယောက်အနေနဲ့အဲ့ဒီမှာရှိနေခဲ့တယ်လို့ပြောပါတယ်။ဘာရွန်ကကလေးတွေကိုတပ်ဖြတ်ဖို့လုပ်တဲ့အခါဂျိုးကဘာရွန်အစီအစဉ်ကိုကူညီပေးဖို့ညှင်းဆိုခဲ့ပြီးစူပါဟီးရိုးတွေလည်းရောက်လာတဲ့အချိန်မှာဘာရွန်ကသူ့ကိုပါတပ်ဖြတ်ဖို့အစင်းသင်းဖြစ်နေပါပြီ။အဲ့ဒီအချိန်ဟန်းကလည်းသူ့ရဲ့အတက်မွေးဝမ်းကြောင်းအလုပ်ကိုဆွန့်လွတ်ဖို့အထီးစဉ်းစားပြီးဘာရွန်ရဲ့လက်နက်ကြီးကိုဖျက်ဆီးပစ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ super hero တွေပဲအမှတ်ရသွားပြီးကြာဆုံးခဲ့တဲ့ဘာရုံကိုအဖွဲသားတွေကဝိုင်ဝန်းနှစ်သိမ့်ပေးခဲ့ကြပြီးဟန်ကိုလည်းတန်ရှင်းဝန်ထမ်းအဖြစ်ကိုယာရုချကဘယ်တော့မှအဖွဲဝင်ပြတ်ဖြစ်လာမှာမဟုတ်ဘူးဆိုတာပါကြေညာခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်အခုခါမှာတော့ဟန်ကလက်စတာကိုကူညီဖို့အစင်းသိဖြစ်နေပါပြီ။လက်စတာကလည်း super villain ဖြစ်လာဖို့အတွက်သူ့အိမ်မက်မလို့သူ့ရဲ့ဝတ်စုံကိုကောင်းကောင်းအသုံးချတတ်ဖို့ရာဟန်တင်မေးသမျှကိုလည်းကောင်းကောင်းနာခံဖို့သဘောတူလိုက်ပါတယ်။ ဟန်ကလည်းစိတ်ရှိရှိနဲ့လေ့ကျင့်နေပြီးရပိုင်းအတွက်မှာပဲလက်စတာလည်းလေစာပြည့်တဲ့နီးနဲ့ပြန်တန်းတဲ့အခါထိမ့်ချုပ်နီးတွေကိုပါလေ့ကျင့်သင်ယူခဲ့ပါတယ်။ဝစ်ဆောင်ကတန်ချက်ကလိုဖြစ်နေတာကြောင့်လက်စတာအမြင့်ကဗနဲ့ချင်းပြုတ်ကြပြုတ်ကြဗာဒန်ရာမှမရခဲ့ပါဘူး။လေ့ကျင့်ပြီးဆုံးတဲ့နေ့မှာတော့ဟန်ကသူ့ရဲ့ဘောလာတွေကိုတခုခုတိုက်ပါမလို့ဘားကိုလာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဂျိမ်းကလည်းတန်တရားဝင်လာပြီးဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုဟန်ကိုပြောခိုင်းပါတယ်။ဟန်ကသူ့ရဲ့ဘောလာတွေရဲ့အကူအညီလိုတာမလို့စိတ်အေးထားကြဖို့မှာလိုက်ပြီးမင်းတို့တွေကလက်စတာရဲ့ဝစ်ဆောင်ကိုသူ့နေရာသူပြန်ထားဖို့ပြတိုက်ထဲကိုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ ဟန်ရဲ့ဘောဒါတွေကလည်းဘာမေးမြတ်မနေတော့ပဲကုညီဖို့လက်ခံလိုက်တာပေါ့သူတို့ကစရုပ်တွေလိုရုပ်ဖြတ်ပြီးပြလိုက်တဲ့ကိုဝင်လာကြပါပြီအဆောင်တွေကိုအာယုံလွှဲအောင်လုပ်ပြီးတစ်ဖက်မှာလည်းဟန်နဲ့လက်စတာဟာပြလိုက်တဲ့ခိုးဝင်သွားကြပါတယ်နောက်ဆုံးမှာတော့ဟန်ကသူ့ရဲ့ရည်ရွယ်ချက်ကိုထုတ်ပြောလာပါတယ်လက်စတာရဲ့စွမ်းရည်နဲ့မော်ကြောက်တုံးကိုခွဲပလိုက်ပြီးအဲ့ဒီထဲကမော်အရာတွေကိုရအောင်ယူဖို့ပါဒါမှငါတို့လက်ရှိဖြစ်နေရတွေကိုအဆုံးသတ်လို့ရမယ်လို့ပြောပါတယ်လက်စတာလည်းဟန်ကိုအပြည့်အဝယုံကြည်တာမလို့မော်ကြောက်တုံးကိုစတင်တိုက်ခိုက်ပါတယ် လက်စတာလည်းမော်ကြောင်တုံးကိုခွဲပြေးဖို့အချိန်ချင်းစူးစမ်းပေမဲ့လေသူ့ရဲ့စွမ်းအားကကြောက်တုံးပျက်စီးသွားဖို့အထိမလုံလောက်သေးတာမလို့လက်လျှော်ပြီးဟန့်ကိုသူမလုံနိုင်တဲ့အတွက်တောင်းပန်လိုက်ပါတယ်။ဟန့်ကလက်စတာကိုမင်းကအရေးချင်းမရှိတဲ့ကောင်ပဲလို့ပြောဆိုလိုက်ပြီးအတုံးမကြချက်ကကြမ်းတိုက်တန်အောင်တက်အောင်မကင်နိုင်တဲ့ကောင်ဆိုပြီးထတ်ဆောင်နှိပ်ကပါတယ်။မင်းဒီလိုပုံစံနဲ့ဘလို့စူပါဗီလိန်လုံးမလဲလို့ခနဲ့နေပြီးလက်စတာကလည်းဆက်မပြောဖို့တားပေးမိမယ်။ဟန့်ကတော့တမုံနှိပ်ကနေစေပါ။အဲ့ဒီမှာပဲအမတန်စိတ်ထုတ်လာတဲ့လက်စတာလည်း သူ့ရဲ့ဒေါသနဲ့မခံချင်စိတ်ကကြောက်တုံးကိုကွဲသွားအောင်တိုက်ခိုက်ဖို့လုံလောက်တဲ့အားရရပြီးမော့ကြောက်တုံးကိုတစ်ချက်တည်းကွဲအောင်လုပ်နိုင်ပါတယ်။ဟန်ကလည်းအထဲကမော့ဆွမ်းအားတွေကိုကောက်ယူလိုက်ပြီးသူလွန်သွားတာမလို့လက်စတာကိုတောင်းပန်လိုက်ပြီးသူပြောခဲ့သမျှကလက်စတာရဲ့ပါဝါကိုဘယ်အချိန်ထိမှဆိုအသုံးချအောင်ပြုလုပ်နိုင်တဲ့ရည်ရွယ်ချက်ပါတယ်လို့လည်းပြောပါတယ်။လက်စတာပြန်ပြောမလို့လုံနေတော့မှပဲဘေးပပလဲကရဲတွေဝိုင်းလာပါပြီ။ဘရောမစကားကိုစောင်းအောင်ပြောခွင့်မရတဲ့လက်စတာလဲဟန်နဲ့အတူတူပြားလိုက်တဲ့ကထွက်ပြေးခဲ့ကြပါတယ်။ဒါအုပ်တွေ့ွားတဲ့ဂျိုးကလည်းသူတို့အနောက်ကနေလိုက်လာခဲ့ပါတယ်။ ၂ယောက်သားအမိုက်ပုံကြီးစီပြန်ရောက်တဲ့အခါတခြားအဖွဲ့ဝင်တွေလည်းအတီးတီးသူတို့ကိုစောင့်နေကြပါတယ်။ဟန်ကလက်ထက်ကမော့ကြောက်တုံးကိုပြလိုက်ပြီးအားလုံးကိုအမှန်တိုင်းပြောပြပေးမယ်။တရားမှပျော်ပျော်ရွှင်ရွှင်ရှိပုံမပေါ်ပါဘူး။ဂျိုးလည်းတစ်ဖက်မှရောက်လာခဲ့ပြီးကြောက်တုံးရဲ့တကယ်အစ်စ်မန်ကဘာလဲဆိုတာဘယ်သူမှမသိကြဘူးလို့ဝင်ပြောလိုက်ပါတယ်။ဟန်ကတော့လက်စတာလည်းသူ့အိမ်မှာကိုအကောင့်ထဲပေါနိုင်ဖို့သူရောသူ့အဖွဲ့ဝင်တွေရောကိုအခုလိုအစင်မပြေမှုတွေများတဲ့အလုပ်ကနေလွတ်မြောက်ဖို့အတွက်စွန့်စားဖို့အစင်းင်းဖြစ်နေပြီလို့ပြောပါတယ်။ လက်စတာကိုဒီကြောက်တုံးကိုဖျက်ဆီးပစ်လိုက်လို့ပြောပြီးလက်စတာလည်းချက်ချင်းပဲကြောက်တုံးကိုလေဆာနဲ့ပစ်ချလိုက်ပါတယ်။ဟန်ကသူ့သဘောစန္ဒာတစ်ခုတည်းနဲ့လုံနေတာကြောင့်အဖွဲ့ဝင်တွေလည်းစိတ်ဒူလာပြီးသူ့ကိုတကူကောင်းဆန်နေသူလို့ပြောလာပါတယ်။အဖွဲ့ဝင်တွေလည်းစိတ်ပြက်လက်ပြက်နဲ့ပဲထွက်လာကြရင်ဂျိုးဆိုရင်ဟန်ကိုနင်းမျက်နှာကိုထပ်မမြင်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဟန်လည်းအိမ်ပြန်ရောက်တဲ့အခါစူးစောင်းထားတဲ့ငွေအနှဲငယ်နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုယူပြီးဒီမျိုးတွေကအပြီးထွက်သွားဖို့ပြင်ဆင်ပါတယ်။ရုတ်တရက်တစ်ဖက်မှာဟန်ရဲ့အလုရှင်ဝက်စမန်ရောက်လာပြီးပြားတိုက်ကိုဖျက်ဆီးမှုနဲ့ဟန်ကိုဖမ်းဆီးလိုက်ပါတယ် တစ်ဖက်မှာလည်းလက်စတာကိုဂျိုးကလေဆာတလက်နဲ့တုံခါမှုစွန့်ရင်အမျိုးမျိုးပြစ်ခတ်ပြီးဝစ်ဆုံကိုချွတ်လို့ရပြီးစူးစမ်းနေပြီးဟန်ရဲ့လောက်ရက်ကလည်းပုံမလာဘူးလို့တောက်ရှာဝေဖန်နေပါရယ်ဂျိုးကဟန်ကိုအစကသဘောကျပြီးမြဲတဖြည်းဖြည်းပြောင်းလဲလာပြီးတွေ့တွေ့ဘူးသမျှတွေမှာအဆိုးဆုံးလူပဲလို့ညှိလိုက်ပါရယ်လက်စတာကတော့ဟန်ကိုနောက်တစ်ချိန်တော့အခွင့်အရေးပေးဖို့နဲ့စိတ်လျှော့ဖို့ပြောပါရယ်တစတဲ့ပဲဟန်ကသူတို့ထင်သာသလောက်တော့မဆိုးလောက်ဘူးလို့ထပ်ဆောင်းပြောပါရယ်ဟန်ဆိုတဲ့လူကလက်စတာကိုဘသူဘဝမှန်းအောင်မသိတဲ့ဘဝကနေကဲတင်တဲ့သူပဲလို့ဆိုပါရယ်ဟန်ကအမားရိလောက်ခဲ့တာဟုတ်တယ် ဒါပေမဲ့ဒါရီဟာသူ့ဘေးကျန်နှံချက်ဖြစ်ရလို့လုပ်ခဲ့တဲ့အမှားတွေပဲဟန်ကသူ့နဲ့ဘဝတူအထီးကျန်နေတဲ့သူတယောက်ပါဆိုတာကိုရှင်းပြပါရယ်ဒီလိုအထီးကျန်ခြင်းတွေကဘယ်အချိန်ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ်မမမမစူးစမ်းလိုက်ဖို့ကိုပဲဦးစားပေးနေရမလို့ဆုံးဖြတ်ချက်အမှားတွေကိုလည်းချမိစေပါရယ်ဂျိုးလည်းလက်စတာအမြင်တွေကနေဝင်ရောက်စဉ်းစားကြည့်ပြီးနားလည်ခဲ့ပါရယ်နောက်နေ့မှာတော့ဟန်ရဲ့အဖွဲ့ဝင်ပေါ်လာတွေကိုဘေးကပြန်မေးဆွဲပြီးဘာရွန်စီခေါ်သွားပါရယ်နောက်ဆုံးဖြစ်နေတဲ့ဘာရုံကလည်းထုံးစံအတိုင်းလေစာတနက်လောက်ကိုပြေးဆွဲပြီးတက်ပြဖို့လုပ်ပြီးမယ်။ဘစ်က ဆရာသူတို့ကိုတန်ရှင်းအကူချက်ပြုတ်ရဲ့အကူဖြစ်ထားလိုက်ရင်ပိုလန်းလောက်တယ်နော်လို့ပြောတဲ့အခါမှာတော့နတ်ဆိုးဘာရုံကလည်းလက်ခံပြီးအလုဆခိုင်ပါတယ်။တစ်ဖက်မှာလည်းဂျိုးကတန်းနေသမျှနီလန်နဲ့ဝစ်ဆုံချွတ်ပြစ်ဖို့ကြိုးစားနေပါတယ်။လက်စတာလည်းစိတ်မရှိတော့ဘဲသူကသူလှနဲ့တိုက်ပြတ်ဖို့တစ်ဖက်ကိုထွက်လာခဲ့ပါတယ်။တွေ့သမျှပစ္စည်းတစ်ခုပြီးတစ်ခုနဲ့ကြိုးစားပြီးမှတစ်ခုမှအလုံးမဖြစ်ပါဘူး။တနာစရာလက်စတာလည်းတဖြည်းဖြည်းဝမ်းနဲ့လာပြီးအေးအေးဆေးနေခြင်းလှပြီးလို့ညင်းညူပါတယ်။ဂျိုးလည်းလက်စတာကိုနှိမ့်သိမ့်လိုက်ပြီးဝစ်ဆုံဟာစိတ်ခံစားချက်တွေပေါ်မူတည်ပြီးအလုလုတဲ့ဆိုတာလည်းသတိထားမိခဲ့ပါတယ်။ တကယ်လို့ဒေါသစိတ်တွေရောကြလာတဲ့အခါပါဝါဟာတွေတဖြည်းဖြည်းချင်းရောနေလာပြီးနောက်ဆုံးတော့ရှတ်ဒေါင်းကျသွားတဲ့အခါဝစ်စုံမှာတခါတည်းကျွတ်သွားနိုင်တာမလို့ဂျိုးဟာလက်စတာကိုအတိတ်ကသူ့ရဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေကိုစတင်စဉ်းစားခိုင်းပါတယ်လက်စတာဟာမိဘမဲ့လေးဖြစ်ပြီးသူ့ဘဝမှာပျော်ရွှင်စရာဆိုတာတကယ်ကိုရှားပါခဲ့ပါတယ်ဒါကြောင့်သူ့ဟာပျော်ရွှင်စရာဆိုတာပြန်စဉ်းစားနေရပါတယ်ပထမဆုံးခေါင်းလေးပေါ်လာတာကသူ့ရဲ့လေ့ကျင့်မှုအပြီးမှာဟန့်ကသူ့ကိုချီးကျူးခဲ့မှုတာပါဒါသူ့အတွက်ပျော်စရာအကောင်းဆုံးအခိုက်အတန့်တစ်ခုပါ တကယ်ချင်းလို့ဆရာလို့မိတ်ဆွေလို့လူတယောက်ဟာဘေးနားမှာရှိခဲ့တယ်ဆိုတဲ့ခံစားချက်ကလက်စတာတော်တော် တကယ်ကိုပြောစရာအခိုက်တန်ပါစဉ်းစားနေတာတွေကိုအဆုံးသတ်ပြီးလက်စတာမျိုးလုံးပြန်ဖွင့်တဲ့အချိန်မှာတော့ဝစ်ဆောင်ကသူ့ဟာသူကျွတ်ပြီးသားဖြစ်နေတယ်ဆိုတာသတိထားမိခဲ့ပါတယ်ဂျိုးနဲ့လက်စတာလည်းသူတို့ရဲ့ကြိုးစားမှုရဲ့ရလကြောင်ဝမ်းတာနေတဲ့အချိန်မှာပဲတစ်ဖက်မှာကြည်ကြဲလလောင်အတန်တစ်ခုထွက်ပေါ်လာပါတယ်အရာကတော့နတ်ဆိုးဘာရွန်ဖြစ်ပြီးဒီကဘာလုံးကိုဖျက်ဆီးဖို့ရောက်လာတာပါထုံးစံအတိုင်းသူ့ရဲ့လေဆာတနက်ကြီးနဲ့ပြစ်လိုက်တာကြောင့်မျိုးသူမျိုးသားတွေလည်းဇွန်ဘီတွေဖြစ်သွားပါတယ် သူကရှိသမျှလူတွေအားလုံးကိုသူ့စီမှာအလုပ်လုပ်ကြမယ်လို့အမိန်ပေးပြီးမလိုက်နိုင်တော့တတ်ပြစ်မယ်လို့ပြောပါရယ်စကားဆုံးနာတဲ့ဘာရုံဟာကျွန်းကထွက်လာပြီးမျိုးလေကောင်ရုံကျုပ်စီသွားပြီးစူပါဟီးရိုးတွေကိုဖယ်ရှားဖို့လုပ်ပါရယ်တစ်ဖက်မှာလည်းဟန်ကသူ့ရဲ့ boss စီကထွက်ပြေးလာပြီးသူ့ရဲ့အဖွဲ့ဝင် border ရေးစီကိုတန်းတုပ်ပါရယ်ဒါပေမဲ့အားလုံးကပြန်ပြီးဆွဲခန့်လာပြီး audios တယောက်သာကြံခဲ့ပါရယ်ဟန်ကသူ့ရဲ့လုပ်ရဲ့အတွက်နောင်နာရခဲ့တာမလို့သူ့တငယ်ချင်းတွေကိုကိုယ်တိုင်ကယ်ဖို့ဆုံးဖြတ်ခဲ့ပါရယ် audios ကလည်းသူ့ကိုစိတ်ပူတာမလို့ဂျိုးနဲ့ lester စီကိုတွားပြောခဲ့ပါရယ် သူတို့အားလုံးတစ်ခုလုံးမရတော့မှဖြစ်လို့ဘာလို့လဲဆိုတော့တစ်ဖက်မှာဘာရုံကလည်းရေးလဲတောင်းကြနေပြီးစွမ်းအားကလည်းကြီးမားတဲ့ကြီးမားနေပါပြီစူပါဟီးရိုးတွေကိုလည်းလေဆာနဲ့တဘုံဘုံလိုက်ပစ်နေရမလို့တချို့စူပါဟီးရိုးတွေလည်းသူ့အမိန်ကိုနားခံနေရပါပြီနောက်ဆုံးတော့စစ်ပွဲကိုအနိုင်ရတဲ့ villain ဖြစ်လာတော့မယ်လို့ကြုံဝိုင်းရှိလိုက်ပါတယ်တစ်ဖက်မှာတော့ဟန်ကစီးတော့ရင်နဲ့ကောင်းငင်ပေါ်ထိတုတ်သွားပြီးဘာရုံရင်ကိုဒုံးကြီးနဲ့ထုဖို့ပြင်ဆင်ပါတယ်တစ်ဖက်မှာလည်းဖီတက်နေတဲ့ဘာရုံလည်းသူ့ရင်ကိုဒုံးကြီးလာထိမှန်တိတိကျကျမှာပဲဒုံးကြီးကိုပြန်ထုပါတယ် တပတ်ကဟန့်ကလည်းလိုက်တုံးကြီးမှန်တီလို့ခက်တီတီပဲဘာရုံရင်နာထိသွားပြီးဒုံကြီးမှန်ကန်ဒီကားမှန်ကိုဖျက်ဆီးပြီးဘာရုံရင်စီခုန်လိုက်ပြီးသူ့ဘော်ဒါတွေကိုပြန်လှုပ်ပေးဖို့ချက်ချင်းဆိုတယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာဘာရုံကလည်းလက်ထဲကလေဆာဂန်နဲ့ဟန့်ကိုဇွန်ဘီပြောင်းမှုလှမ်းပစ်လိုက်ပြီးမယ်။တစ်ဖက်မှာတော့လက်စတာကလည်းအချိန်မီရောက်လာပြီးဝင်ကာပါတယ်။လက်စတာက CIA ကျွန်တော်ဒီဘဲကိုရအောင်ထိန်းလိုက်မယ်။တစ်ဖက်ကဆရာဘော်ဒါတွေကိုတွားကဲလို့ပြောတဲ့အချိန်မှာပဲတငယ်ချင်းတွေကတော့ထယ်လီဖုန်းနဲ့အတူဟိုးအောက်ထိကြာသွားပြီးကန်ကောင်းတာကဟန့်နဲ့ဂျိုးကတော့ကြမ်းခဲ့တာမလို့လက်စတာကိုကူညီလို့ရပါတယ်။ အဲ့ဒီအချိန်မှာပဲဘာရွန်ကလက်စတာကိုအကြီးအကျယ်မိုင်းကွန်ထရိုးလုပ်ပါရီငကူလောက်ကလေးကအယုံလွဲတဲ့လက်စတာလဲဘာရွန်စီကသူ့ဝစ်စုံပေးလိုက်ရပါရီဟန်ကလည်းပိုရှုပ်ကုန်ပြီဟေးလို့ညီးတွားလိုက်တဲ့အချိန်မှာပဲလက်စတာကတော့တေချာပေါအိမ်မက်တွေကိုအကောင်းထဲဖော်နိုင်ပြီဆိုပြီးခက်မမဲ့လေးပြောလိုက်ပါရီသူကဆီယာကောင်းတွေ့ခဲ့သူမလို့အခုဘလို့ကိစ္စမျိုးမဆိုရင်းဆိုင်ရပါပြီလက်စတာကဘာရွန်ရဲ့အောင်မြင်မှုအကြောင်းကိုကြီးသတဲ့နဲ့တောက်လျှောက်လက်ပိုက်ပြီးပြောနေတာပါဒါတကယ်သူချီးကျူးနေတာမဟုတ်ပဲဝစ်စုံဟာစိတ်ပိုင်းဆိုင်ရာထိ ंछ ုပ်မှုလေကောင်းကောင်းအလုပ်လုပ်တယ်ဆိုတာပြန်သတိရပါလို့ ဘာရုံရဲ့စိတ်ကိုမတည်ငြိမ်ပဲပြာခတ်အောင်နိုင်ငင်စိတ်တွေများအောင်စိတ်လှည့်ွက်သဘောမျိုးအနေနဲ့အသုံးပြုတာပါဒါကြောင့်ဘာရုံလဲစိတ်ကစင်ကြရဖြစ်သွားပြီးဝိစုံရဲ့ထိန်ချုပ်မှုကိုကောင်းကောင်းခံရပြီးယုံထွက်လို့မရခင်မှာပဲဒီစိတ်ပွဲဟာလည်းအဆုံးသတ်သွားပါလေလက်စတာလည်းအိမ်မက်တွေကိုဆက်ပြီးအကောင်နဲ့ဖော်ဖို့အနားမှာမိသားစုဝင်တွေလို့ရှိနေမယ်အဖွဲသားတွေနဲ့အတူဓာတ်လီကလည်းဝင်သွားပြီးအဲ့ဒီဇလန်းလေးကလည်းအဲ့ဒီနေရာမှာအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ